ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆိုရင်ပရိသတ်တွေမျောလင့်နေတဲ့ရှင်းဖိုက်တာလေးဂျိုရှုအပန်ကပတ်လူပဲထိုးရမယ်ကာလာကို USC ကအကြံမြင်ထုတ်ပြန်ကြေညာပေးလိုက်ပါပြီနာမည်ဒီဇင်မာလာမှာပွဲထိုးရမှာဖြစ်ပါတယ်ခင်ဗျာဒီဇင်မာလာမှာကျင်းပဖို့စီစဉ်ထားတဲ့ USC 323ပြိုင်ပွဲကြီးမှာဂျိုရှုအပန်နဲ့ပန်တိုဂျာရိုရဲ့ကပတ်လူပဲပွဲစဉ်ပါဝင်လာမှာဖြစ်ပါတယ်ဒီပွဲဟာဂျိုရှုအပန်အတွက်တကယ်ကိုအရေးကြီးတဲ့ပွဲစဉ်ဖြစ်ပါတယ်သူ့ရဲ့ကစားသမားဘွား အလှည့်ကြောင်းဖြစ်သွားနိုင်တဲ့ပွဲစဉ်မျိုးလည်းဖြစ်နေပါတယ်ခင်ဗျဘန်တိုဂျာကတော့ချန်ပီယံရွှေကပတ်ကိုအားလုံးသိကြတဲ့အတိုင်းပဲ၄ချိန်တိုင်းအောင်မြင်စွာကာကွယ်ထားရလူဒီလိုဖိုင်တာတယောက်ကိုကျွန်တော်ရဲ့ရှင်းဖိုင်တာလေးဂျေရှူဘန်ကရှင်းပြီးထုတ်ออกมาဖြစ်ပါတယ်ဂျေရှူဘန်ကအခုနောက်ပိုင်းနှစ်တွေထဲမှာအထူးတဆုံးကစားသမားဖြစ်သတ်မှတ်ခံထားရတယ်သူဟာအချိန်တိုအတွင်းချန်ပီယံကပတ်လူပွဲတက်ထိုးခွင့်ကိုရယူသွားနိုင်ကြတာဖြစ်ပါတယ်အခုဇွန်လထဲမှာနှစ်ပွဲဆက်တိုက်ထိုးပြီးနှစ်ပွဲလုံးကိုအနိုင်ပြပြီးရဲ့နောက်မှာတော့ ရိတ်သက်တွေကကျွရှွာဘန်ကိုပို့ပြီးတော့သိရှိသွားခဲ့ကြတယ်သူ့ရဲ့ဖန်ဆောင်ကြီးကိုအတိမတ်ပြုလာခဲ့ကြတယ်ခင်ဗျကျွရှွာဘန်ဟာရှေ့မှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ဒီဇွန်လအစောပိုင်းမှာသူကဘရာဇီးဖိုက်တာဘရူနိုဆီဗာနဲ့ထိုးခဲ့တယ်အဲ့ဘက်သူနိုင်တယ်နိုင်ပြီးတော့သုံးဘက်ပဲရှားတယ်ဗျာသုံးဘက်ရှားပြီးရနောက်မှာသူက right ball နဲ့ဆက်ထိုးခဲ့ရတယ်ဘလို့ဖြစ်တာလဲဆိုတော့ UFC ကလည်းဒါ right ball နဲ့ပွဲထိုးကိုစီစဉ်ပေးထားတဲ့ Manekish ကပြိုင်ပွဲနီးမှာ ်ရှီရောက်ယိုးတန်အားရသွားခဲ့တယ်အဲ့တော့ရှီရောက်မှာတန်အားရသွားတော့မာနကိတ်ကပွဲထုတ်လို့မရတော့မရတဲ့အချိန်မှာအစားထုတ်ဖိုက်တာလိုက်ရှာတယ်မာနကိတ်နေမှာဘယ်သူစားထုတ်မလဲဆိုချင်မှာဂျိုရှူအာဘန်နဲ့ပွဲတယ်ပင်ထိုးမလားဆိုတဲ့ပုံစံမျိုးရိုက်ဘော့ကိုမေးလိုက်တယ်ရိုက်ဘော့ကအရင်တော့ကသူအဆင့်30နဲ့အဆင့်30အောက်ပိုင်းကဖိုက်တာနဲ့မထိုးဘူးဒါပေမဲ့ USC ကစီစဉ်ပိန်တော့ဒီကောင်လေးနဲ့ထိုးမယ်ဆိုတာမျိုးသူကခေါင်းငိန်လိုက်တော့တစ်ဖက်ကဂျိုရှူအာဘန်ကိုမေးတယ်မေးတဲ့အချိန်မှာဂျိုရှူအာဘန်ကလည်းရှေ့ရပွဲမှာသူဒီပင်ပန်းထားတာမရှိဘူးအားလုံးကလည်းအဆင်ပြေတယ်ဆိုတော့ဒီခွင့်ရေးကိုသူလက်လွတ်မခံနိုင်တဲ့အတွက် ranking 1နေရာ fighter နဲ့ထိုးဖို့ကိုသူလက်ခံလိုက်တယ်တကယ်ထိုးတဲ့အချိန်မှာလဲ Joshua Ban ကစွမ်းဆောင်ရည်ကောင်းနေပြသပြီးတော့နိုင်ပွဲရယူသွားခဲ့တယ်အဲ့တော့ UFC ကလည်း rival နဲ့ Joshua Ban ထိုးတဲ့ပွဲမှာနိုင်တဲ့သူကိုသူတို့ဒီကပတ်လူပွဲတည်ပေးမယ်ဆိုတဲ့ဂရီအတိုင်းပဲအခုကပတ်လူပွဲတည်ပေးလိုက်တယ်အခုတော့ကပတ်လူပွဲထိုးရမယ့်အချိန်ကာလထပ်ပေါ်လာခဲ့ပါပြီဒီဇင်ဘာလကိုရောက်ရင် Joshua Ban ဟာ flyweight ကပတ်လူပွဲကိုဘန်ဒိုဂျာနဲ့ထိုးရပါတော့မယ် UFC 323ပြိုင်ပွဲမှာ ဒါသူတို့နှစ်ယောက်ပွဲစဉ်ပါဝင်လာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဂျိုရှောဘန်အနေနဲ့ရလကောင်းတွေကိုဆက်လက်ထိန်းသိမ်းပြီးတော့နိုင်မွဲရအောင်နိုင်ပါစေချန်ပီယံရွှေကပတ်ကြီးကိုကင်မြောက်နိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျကျေးဇူးအပ်ပြီးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ